မိုင်းဆော့ပေးတာတော့မင်္ဂလာပါဒီနေ့ပြောပြပေးချင်တာကတော့ Champion League Semi-final ပွဲစဉ်2ပွဲရဲ့ကျွန်တော်တို့ပထမအကြော့ပွဲကြိုသုံးသက်ချက်တွေပဲဖြစ်ပါတယ်။ Champion League Semi-final ပွဲစဉ်နေ့ဖြစ်ကျွန်တော်အာဆင်နယ်နဲ့ PSG Inter Milan အတင်းနဲ့ Barcelona အတင်းတို့ထိတ်တိုက်တွေ့ဆုံနေရလဲဖြစ်ပါတယ်။ဒီနေ့ပွဲစုံကတော့ထူးရှယ်ပွဲစဉ်နေ့ဖြစ်ပြီးတော့ပထမအဆုံးပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့ PSG အတင်းတို့ပွဲစဉ်ကိုတော့ AV 30ရဲ့မနက်တနင်္ဂနွေခွဲချိန်မှာရှင်ပြိုင်သွားမှာလဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့အာဆင်နယ်နဲ့ PSG အတင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုပြောပြပေးခြင်းနဲ့နှစ်သင်းစလုံးကတော့ကျွန်တော်တို့ချန်ပီယံလိပြိုင်ပွဲမှာစူပလာအောင်မြင်မှုမရရှိထားတဲ့အတင်းတွေဖြစ်တာကြောင့်ဒီရာဒီမှာတော့ချန်ပီယံလိစူပလာကိုရရှိဖို့အတွက်အကောင်းဆုံးပြင်ဆင်နေကြရလေဖြစ်ပါတယ် ဲ့တော့ဒီယာဒီမှာသူတို့ရဲ့မှတ်တမ်းဆိုးကိုအဆုံးသတ်ဖို့ပြစ်မှတ်ထားနေကြရလဲဖြစ်တယ်။အာဆင်နယ်နဲ့ PSG တင်းတို့ဒီယာဒီမှာအကောင်းဆုံးပုံစံတွေကိုပြသထားတာကြောင့်အလွန်ကြည်ကောင်းမွေပွဲစဉ်တွေကတော့ဖြစ်လာမှာတော့အသေးချာပဲ။ဒီယာဒီချန်ပီယံလိပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာလည်းဒီနှစ်တင်းထိတ်တိုက်တွေ့ဆုံထားပြီးတော့အဲ့ဒီပွဲစဉ်မှာတော့အာဆင်နယ်တင်းက PSG တင်းကိုနှစ်ဂိုးအသာနဲ့အနိုင်ရရှိထားရလဲဖြစ်ပါတယ်။ဒီဒီချိန်တွဲဆုံမှုကတော့ပြီးခဲ့တဲ့ပွဲစဉ်တွေခါတဲ့ပို့ပြီးတော့အကျိတ်နယ်ရှိလာမှာဖြစ်ပြီးတော့ PSG အသင်းအနေနဲ့လည်းအကောင်းဆုံးပုံစံအနေနဲ့ပြင်ဆင်လာမှာတော့အသေးချာပါပဲ။ ာဆင်နယ်အသင်းကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းကဒီယာဒီကျွန်တော်တို့စူပလာအောင်မြင်မှုအတွက်ကချန်ပီယံလိဂ်ဖလားတစ်လုံးပဲရှိတော့တာကြောင့်အကောင်းဆုံးပုံစံနဲ့အပြေအဝအာယုံစိုက်နေရတော့အသေးကြပဲပြီးခဲ့တဲ့ quarter final မှာဆိုလို့ရှိရင်လည်းလက်ရှိချန်ပီယံရီရဲ့အသင်းကိုဂိုးပြတ်အနိုင်ရယူပြီးတော့နောက်တစ်ဆင့်ကိုတက်လန်းလာနိုင်တာလည်းဖြစ်တယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာအိမ်ကွင်းကောင်းမွန်သလိုထိတ်တိုက်တွေ့ဆုံမှုမှာလည်းအသာရနေတဲ့ PSG အသင်းကိုအိမ်ကွင်းမှာအာဆင်နယ်အသင်းကအနိုင်ရလက်ထပ်ပြီးတော့ရယူနိုင်ဖို့အကောင်းဆုံးပြင်ဆင်သွားမယ်ဆိုတာလည်းသိကြနေပါတယ် PSG တင်ကတော့ကျွန်တော်ချန်ပီယံလိရှုံးထွက်စင်မှာအင်္ဂလန်ကလပ်တွေဖြစ်တဲ့လီဗာပူးအသင်း Aston Villa အသင်းတို့ကိုကြော်ဖြတ်လာပြီးတော့အခု semi final အဆင့်မှာလည်းနောက်ထပ်အင်္ဂလန်ကလပ်အသင်းဖြစ်တဲ့ Arsenal အသင်းနဲ့ထိတ်တိုက်ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ Arsenal အသင်းရဲ့ထိုးဖောက်ရခက်တဲ့ခံစစ်ကိုကျွန်တော် PSG တင်နဲ့အခက်တွေ့အောင်လုပ်နိုင်မလားဆိုတာကိုဒီပွဲမှာစောင့်ကြည့်သွားရမယ်။ဒီပွဲကိုခံမဲ့ရမယ်ဆိုလို့ရှိရင်တော့နှစ်သင်းစလုံးရဲ့ twin goal တွေကိုတော့ကျွန်တော်တွေ့မြင်ရမှာလည်းဖြစ်တယ်။အနိုင်ရလဲဆိုလို့ရှိရင်တော့ ancient Arsenal အသင်းကိုအကြိုက်တွေ့မိပါတယ်။ နောက်ထပ် semi final ပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့မေလ၁ရက်နေ့မနက်တနိုင်ခွဲချိန်မှာရှင်ပြိုင်သွားမယ်ဘာစီလိုနာနဲ့ Inter Milan အသင်းတို့ပွဲစဉ်ကြောင်းပြောပြပေးကြပါမယ်။ဝေးကွာနေတဲ့ကျွန်တော် Champion League လာကို DRD မှာကျွန်တော်တို့ပြန်ရယူနိုင်မှုပြတ်မှတ်ထားနေတဲ့နှစ်သင်းထိတ်ထိတ်တွေ့ဆုံလာကလည်းတော်တော်လေးကိုပြန်ဆန်မှုပြင်းထန်မဲ့ပွဲစဉ်လည်းဖြစ်မှာပါ။ နှစ်သင်းလုံးကတော့ဒီယာဒီမှာရလက်ကောင်းနေတဲ့စူဖလားတွေကိုပြစ်မှတ်ထားနေကြရလဲဖြစ်တယ်။ဘာစီလိုနာသင်းကတော့ချန်ပီယံလိပြိုင်ပွဲမှာတိုက်စစ်ကောင်းတဲ့အသင်းဖြစ်ပြီးတော့အင်တာမီလန်အသင်းကလည်းခံစစ်ကောင်းမွန်တဲ့အသင်းဖြစ်တာကြောင့်ကျွန်တော်တို့တိုက်စစ်နဲ့ခံစစ်အားပြိုင်တာကိုတော့ဒီပွဲမှာတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာသင်းကနီးပြဟန်စင်ပလေးလက်အောက်မှာအကောင်းဆုံးပုံစံတွေပြသနေရလဲဖြစ်ပါတယ်။ချန်ပီယံလိမှာပါဘိုးဆွဲဖို့ရေပန်းစားနေတဲ့အသင်းလဲဖြစ်တယ်။ဘာစီလိုနာအသင်းပြီးခဲ့တဲ့ဒေါ်မွန်အသင်းနဲ့ကွာတာဖိုင်နယ်ဒုတိယပွဲစဉ်မှာတော့ကျွန်တော်တို့ ပေါ်ရောက်ခဲ့တာကြောင့်ရှုံးပွဲရင်ဆိုင်ကြုံတွေ့ထားရတာလည်းဖြစ်ပါတယ်။အဲအကြောင်းကြောင့် Inter Milan အသင်းနဲ့ပွဲစဉ်မှာတော့ပေါ်ရောက်နေလို့တော့မရဘူး။ဒီလိုမျိုးထပ်ပြီးတော့မဖြစ်အောင်တင်ယူမှုတွေပြုလုပ်ထားရမှာလည်းဖြစ်တယ်။ Barcelona အသင်းကဒီပွဲမှာတိုက်စစ်မှု Lewandowski ကိုဒဏ်ရာကြောင့်အသုံးပြုနိုင်မှာလည်းမဟုတ်ပါဘူး။ဒါပေမဲ့လည်းကျွန်တော် Rafinha, Yame, Osmo, Torres တို့ရဲ့တိုက်စစ်အစွမ်းနဲ့ Inter Milan အသင်းကိုအိမ်ကွင်းမှာအနိုင်ရရှိအောင်ကြိုးစားသွားနိုင်ပါတယ်။ အင်တာမီလန်အသင်းကတော့ပြီးခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်မှာတော့ဘိုင်ယန်မြူးနဲ့အသင်းကိုအနိုင်ရယူနိုင်ပြီးတော့ကြော်ဖြတ်လာနိုင်ခဲ့ရလဲဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာတော့ချန်ပီယံလိပြိုင်ပွဲတွေမှာအင်တာမီလန်အသင်းကနောက်ဆုံးအဆင့်အထိကိုရောက်ရှိနေတာဖြစ်ပြီးတော့ဘယ်အသင်းကမှကြောက်ရွံ့နေမှာမဟုတ်ဘူးဆိုတော့ပြတ်တက်နေရလဲဖြစ်ပါတယ်။ ဒီဘက်မှာအဓိကကစားသမားတွေဖြစ်တဲ့ကြောင့် Dan Fry နဲ့ Turan တို့လွဲချော်မှာကတော့ Inter Milan အသင်းအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်တော့ဖြစ်လာဖို့ရှိနေတယ်။ဒီဘက်ကိုခံမဲရမယ်ဆိုရင်တော့ထိတိုက်တွဲဆုံမှုတွေမှာအသာရနေတဲ့ Barcelona အသင်းကပဲ Inter Milan အသင်းကိုအိမ်ကွင်းမှာအနိုင်ယူပြီးတော့ဒုတိယကြော့ကံမဲ့အဝေးကွင်းအတွက်အသာချရယူသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်။